ားလည်းမင်္ဂလာပါရှင်ဒီနေ့မှလည်းပရိသတ်တွေအတွက်ဘုသူတအကြောင်းအရာတွေကိုယူဆောင်လာပေးမယ်ရန်ကုန်မြို့ကွင်းစီစီစီကနေယင်းနှစ်နှစ်ထွေးစွာနဲ့ကျေးဇူးပါတယ်ရှင်ဒီနေ့မှတင်ဆက်ပေးသွားမယ့်အခမ်းအနားဆိုရင်တော့မင်္ဂလာရှိစွာနဲ့ပြည့်မြောက်သွားပြီဖြစ်တဲ့ခန်းနီးဘိုးရဲ့15နှစ်ပြည့်အမတ်တရအခမ်းအနားပဲဖြစ်ပါတယ်ရှင်ခန်းနီးဘိုးအလားကုန်ကိုဆိုလို့ရှိရင်မြန်မာနိုင်ငံကို2000ခုနှစ်နိုဝင်ဘာလအတွင်းကစတင်ပြီးတော့တည်သွင်းခဲ့တာဆိုတော့အခု2016ခုနှစ်ရောက်လာတဲ့အခါမှာ15နှစ်တိုင်တိုင်အောင်မြင်စွာပြည့်မြောက်သွားပြီဖြစ်ပါတယ်ရှင်ဒီ15နှစ်ကာလအတွင်းမှာဆိုလို့ရှိရင်လည်းပဲအမျိုးသမီးအမျိုးသား ားရီအတွက်အသားရည်နဲ့ပတ်သက်ပြီးတော့တတိချာချာကျကျမှမှနဲ့လှပအောင်ထိသိမ့်နိုင်ဖို့အတွက်အကောင်းဆုံးသော product တွေယူဆောင်ပေးလာတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှလည်းခန်းနီးဖို့ချစ်ခင်အားပေးတဲ့သူတွေအနုပညာရှင်တွေအတတ်ပညာရှင်တွေနဲ့အယောင်ကိုစဲတွေအားလုံးပြပျွှင်နေတွေ့ဆုံကြမယ်။ပျော်ရွှင်စရာ15နှစ်ပြည့်အခမ်းအနားကိုလည်းအခုလိုပဲဂုဏ်ယူစွာနဲ့တင်ဆက်ပေးချင်ပါတယ်ရှင်။ န်နီဘူရဲ့ 50th anniversary ပွဲခမ်းနားကိုဆင်တော့ကန်နီဘူချစ်သူများအားလုံးရရှိလာကြပြီး15နှစ်တာကာလအတွင်းမှာကန်နီဘူနဲ့လက်တွဲခဲ့တဲ့အမှုပညာရှင်အတတ်ပညာရှင်များအယောင်ကိုစလေချင်းများနဲ့ကန်နီဘူရဲ့ချစ်လာစွာသောချစ်သူများအားလုံးဆုဆောင်ခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့အလကုံများထဲမှာထိတ်တန့်ကဥဆောင်နေတဲ့ကန်နီဘူအလကုံကို 1889ခုနှစ်ကလေးကဂျပန်နိုင်ငံမှာစတင်ခဲ့ပြီးယခုခါမှာနိုင်ငံပေါင်း90ကျော်နဲ့နှစ်ပေါင်း129ခုတိုင်းတိုင်းအောင်မြင်နေတဲ့ beauty brand တစ်ခုဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့2001ခုနှစ်နိုဝင်ဘာလကစတင်ရရှိခဲ့ပြီးအလှပနဲ့အသားရည်ထိန်းသိမ်းမှုပစ္စည်းတွေကို ဈေးကွက်အတွင်းမှာဖြန့်ချီပြီးရင်းနှီးမြှင့်ဆက်လာခဲ့တာဆိုရင်2016ခုနှစ်နိုဝင်ဘာမှာ15မီတာနဲ့ပြေးခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လေ Ever Sico Company Limited ရဲ့ Managing Director ဖြစ်သူဒေါ်အေးသွေမှလည်း15မီတာကာလအတွင်းခန်းနေဖို့ရဲ့အလားပါချစ်သူတို့ပေါ်မှာထားရှိရဲ့စေတနာများနဲ့ရှေ့ဆက်ရှောင်းလန်းသွားမယ့်ခီးလမ်းများအကြောင်းကိုလည်းအခုလိုပြပြသွားပါရစေ။ အရာရာအားလုံးပြောင်းလဲတာ15နှစ်တောင်ကြာခဲ့တာကိုယ့်ကိုယ်ကိုမသိလိုက်ဘူးပြောင်းလဲရတဲ့အရာတွေအများကြီးရှိပါတယ်အတက်တွေကြီးလာတယ်အတွေ့အကြုံတွေများလာတယ်တခုမပြောင်းတာတော့ရှိတယ်လို့15နှစ်မှာတယောက်နဲ့တယောက် kick me chicken ကြတဲ့အချစ်စိတ်တွေမေတ္တာစိတ်တွေနားလည်မှုတွေပြောမယ်ဆိုရင်ဒီကနေဘိုးကြီးကိုချစ်တဲ့လူတွေကဘာကိုချစ်ကြလဲဆိုတော့တယောက်နဲ့တယောက်နားလည်မှုနဲ့အားလုံးက မိတ်ဆွေအပေါင်းအသင်းတွေရောညီမတွေတွေရောခင်ကြတယ်။တယောက်နဲ့တယောက်တွေ့ကြုံနေဖလဲကြတယ်။အလှကုန်နေ face and feeling လို့ခေါ်တာပေါ့နော်။ We say we face every day life we have to overcome နော်။နေအခက်အခဲတွေကြုံနေ we have a good days we have a bad days ကောင်းတဲ့ရက်တွေရှိသလိုမကောင်းတဲ့ရက်တွေရှိတယ်။ဒါပေမဲ့ကနေဖို့ချစ်တဲ့ပရိသတ်တွေအားလုံးရင်ထဲမှာတော့အဲ့ဒါတွေအမြဲချင်းဒီ cosmetic ဒီ skin care ကိုသုံးရင်းနဲ့မိုးလင်းတာနဲ့တောင်းတောင်း scent of touch လို့ခေါ်တာပေါ့နော်။ ထိတွေ့နေတယ်လို့ပဲဒီအလှကုန်လေးမိုးလင်းတာနဲ့တုံးဆွဲလိုက်တာနဲ့သူတို့ရင်ထဲမှာလည်းပျော်တာတွေဆိုလဲကူးသွားတယ်နော်ရင်ထဲမှာခံစားချက်ကြတာတွေကိုလည်းတွေ့တကူမိနေအောင်ကြိုးစားကြတယ်အဲ့ဒါကတော့ဒီ15နှစ်ရဲ့ရရှိခဲ့တဲ့အားလုံးရဲ့ရင်ထဲကနော်အားပေးမှုရဲ့ပီတိလို့ပြောအောင်မှာပေါ့နော်ထူးခြားတာ15နှစ်မှာကာနီဘိုကလိုကိုတွေအကုန်ချင်းကုန်နေအရင်တော့ကာနီဘိုရဲ့လိုကိုလေးကခနဲ့နွယ်လေးအခုကာနီဘိုကလည်းဘိုးတိုက်ပေါ့အခုဒီမှာကြည့်လိုက်ရင်သိတယ် ခလုံးလုံးเนาะခစ်တေပြောင်းလာတယ်သမီးရဲ့အရင်တော့တော့နွဲ့နွဲ့နောင်နောင်တဲ့ graceful အခုကျတော့ challenging bold and brave เนาะပုံစံချင်းတွေမတူကြအောင်ဒါကြောင့် life ကိုလည်းအမကနေဖို့ရဲ့နောက်ဆက်တွဲအနေနဲ့ life ဆိုတဲ့ cosmetic လေးလည်းမိတ်ဆက်ပေးပါတယ်ဟိုဘက်မှာလည်းအမတို့ဓာတ်ပုံလေးပြထားပါတယ်အားလုံးပေးခြင်းတဲ့စုက15နှစ်ပြည့်ရဲ့အထိမ်းအမှတ်အနေနဲ့လာတဲ့ကနေဖို့ချစ်တဲ့ချစ်သူများအားလုံးရင်ထဲမှာအတိုင်းမတိเนาะဒီထက်မက ကာနေဘုတ်ကိုချစ်ကြပါစေပြောင်းနေပြောင်းမြတ်တာတွေပွားနိုင်ပါစေကိုယ့်ရဲ့ဘဝတစ်ခီလန်းတစ်ခုမှာ live dream life time ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့စုတောင်းနေအားလုံးကိုเนาะဒီနှစ် anniversary မှာပေးခြင်းတဲ့စကားလေးတစ်ခုပါလို့ live ဆိုတဲ့ဟာ signature ပေါ့အားပေးတဲ့ချစ်တဲ့လူတွေရဲ့အားပေးတဲ့ဒီလာတွေရဲ့စာနေစင်အားလုံးလက်မှတ်ထိုးထားတဲ့ master ပြီဒီနေ့တော့အဲ့ master ပြီကတမိုးတစ်ခုခုမှာရှိရင်မဲ့နောက်လာမဲ့10နှစ်ဒီလို15နှစ်မှာ ီမာစတာပြရတမွန်ဖြတ်နိုင်တဲ့ပချီကားပြဖြစ်လာမယ်ဆိုရင်အားလုံးရဲ့ dream ပေါ့နော် MRT4 ကနေရောမတို့ကိုဒီခွင့်ရေးလေးပြရတဲ့အတွက်ကြောင့်တနိုင်ကလုံးကိုပြောခွင့်ရတဲ့အတွက်ကြောင့်နော်ရမယ့်ကျေးဇူးတင်ပါတယ်အားလုံးချစ်ခင်လေးစားပါတယ်လို့